အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ရဲ့ Cyber Cross ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ Access Control Lab ထဲကပထမဆုံး lab ဖြစ်တဲ့ Unprotected Admin Functionality ဆိုတဲ့ lab ကိုစမ်းကြည့်ကြမယ်ပေါ့နော် Okay အဲ့တော့ဒီမှာဆိုရင် this lab has an unprotected admin panel တဲ့အဲ့တော့ lab မှာသူက unprotected လို့ပြောထားတဲ့အတွက်ကြောင့်တေချာမကာကွယ်ထားတဲ့ admin panel တစ်ခုရှိတယ်ပေါ့နော်ဆိုတော့ admin နဲ့ပတ်သက်တဲ့ အာ features တွေ function တွေကိုဒီ panel ထဲမှာသွားပြီးတော့ကျွန်တော်တို့ကလုပ်လို့ရနေလိမ့်မယ်ပေါ့နော်နောက်တစ်ခုက solve the lab by deleting user carlos တဲ့အဲ့တော့ကျွန်တော်တို့က carlos ဆိုတဲ့ user ကို delete လုပ်ပေးပါပေါ့နော်ဖြတ်ပေးပါအဲ့ဒါဆိုတော့ carlos ကိုဖြတ်လို့ရပြီဆိုရင်ဒီ lab ကအောင်မြင်ပြီပေါ့နော်အဲ့တော့သူပေးတဲ့ hints တွေမှာ admin panel ဆိုတဲ့ဟာပါတယ်ပြီးရင် carlos ကိုဖြတ်ပေးပါလို့ပါအဲ့တော့ကျွန်တော်တို့ဒီ admin panel ဘာမှရှိလဲဆိုတော့အရင်ရှာမယ်ပြီးရင် carlos ကိုဖြတ်မယ်ပေါ့နော်ဆိုတော့ဖြတ်ပြီးသွားပြီဆိုရင်နော်ဒီ lab က ဆော့ဖြစ်သွားပြီပေါ့နော်အဲ့တော့ထုံးစံလိုက်မယ် SSL lab လေးကိုနှိပ်လိုက်မယ်နှိပ်တဲ့အခါကျရင်ကျွန်တော်တို့ lab လေးပွင့်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်သူက home ရဲ့ my account ရဲ့ဆိုပြီးတော့ tab နှစ်ခုရှိတယ်အဲ့တော့ home မှာတော့ဒီတိုင်းအာ online shopping ပုံစံမျိုးပဲသူရဲ့ဒီ product တွေကိုပြထားတယ်ပေါ့နော် okay အဲ့တော့သူက admin panel တစ်ခုရှိနေရဲ့လို့ စနာရီယိုထဲမှာပြောခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရှာကြည့်ရအောင်နော်ဘယ်မှာရှိနိုင်လဲပေါ့အဲ့တော့ link မှာတစ်ချက်ကြည့်ကြည့်အောင်အဲ့တော့ဒီမှာဆိုရင်အာဒါကျွန်တော်တို့ရဲ့အဓိက main link ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့တစ်ခုကြည့်ကြည့်အောင်အဲ့ဒါဘာလဲဆိုတော့များသောအားဖြင့်ဒီ website တွေမှာဆိုရင်တို့ရဲ့ file လမ်းကြောင်းတွေကိုမှတ်ထားလေးရှိတဲ့အာ robots.dhc ဆိုတဲ့ file လေးရှိတယ်ပေါ့နော်။ဒီခါကျရင်လည်း sitemap.html ဆိုတဲ့ file လေးရှိတယ်။အဲ့ဒီ file เนี่ยဘာလုပ်ပေးတာလဲဆိုတော့ဒီ website မှာရှိတဲ့အဲလမ်းကြောင်းတွေပေါ့နော်။အဲတွားလို့ရတဲ့လမ်းကြောင်းတွေရဲ့တွားလို့မရတဲ့လမ်းကြောင်းတွေအဲ့ဒါတွေကိုအများသောဖြင့်လာပြီးတော့ရေးပေးထားလေးရှိတယ်ပေါ့နော်။အဲ့တော့အဲ့လို file များဒီနေရာမှာရှိမလားကျွန်တော်အရင်ဆုံးရှာကြည့်ရအောင်ပေါ့နော်။ဆိုတော့ ro bots.dhc ပေါ့နော်။ โอเคဟုတ်အဲ့တော့ robots.daisy ဆိုတော့အာဒီ file လေးကိုကျွန်တော်တို့နောက်ဆုံးမှရိုက်လိုက်တဲ့အခါမှာဘာပေါ်လာလဲဆိုတော့သူက administrator panel တဲ့ဆိုတော့ဒီလမ်းကြောင်းတစ်ခုပေါ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီလမ်းကြောင်း disallow ဆိုတာတာမန် user တွေကိုပေးမသွားဘူးလို့သူကဒီမှာရေးထားတယ်ပေါ့နော်အဲ့တော့သူပေးမသွားဘူးဆိုရဲဒီ access control ကတကယ်ရောအလုပ်လုပ်ရလားကျွန်တော်တို့စမ်းကြည့်အောင်နော်ဆိုတော့ဒီကောင်လေးကို copy ကူးလိုက်မယ်ပြီးရင်ထုံးစံအတိုင်းပဲဒီနောက်ဆုံးမှာပေါ့နော်ဆိုတော့ဒီကောင်လေးကိုကျွန်တော် share လိုက်တော့အဲ့တော့ဒီနောက်ဆုံးမှာ အဲ့လမ်းကြောင်းလေးထည့်လိုက်မယ်ပြီးရင် enter ခေါ်လိုက်ဒီနေရာမှာကျွန်တော်တို့ vibe street အောင် သုံးစရာမလိုတော့ဘူးပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ admin panel ရဲ့ကိုရောက်သွားပြီ။ဘာကြောင့်လဲဆိုတော့ဒီမှာ winer ဆိုတဲ့ user ရဲ့ carlos ဆိုတဲ့ user ရဲ့ user နှစ်အောင်လုံးကျွန်တော်တို့မြင်နေရပြီပေါ့เนาะအဲ့တော့ user တွေကို delete လုပ်လို့ရမယ်လို့လည်းသူကဒီမှာ delete function လေးထည့်ပေးထားအဲ့တော့ဒါတွေက admin တယောက်ပဲလုပ်လို့ရတဲ့ဒီ admin level user တယောက်ပဲလုပ်လို့ရတဲ့ဟာမျိုးတွေပေါ့เนาะဆိုတော့ဒါတွေကိုကျွန်တော်ဒီမှာလုပ်လို့ရနေပြီအဲ့တော့ဒီ carlos ဆိုတဲ့ဟာလေးကိုကျွန်တော် delete လုပ်လိုက်မယ် โอเคအဲ့တော့ Carlos ဆိုတဲ့ user ပြတ်သွားတဲ့ဒီပိုင်းနဲ့ကျွန်တော်ဒီ lab လေး solve ဖြစ်သွားပြီပေါ့เนาะဆိုတော့ဒါလေးကတော့အာဒီ access control အားနေချက်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော် admin panel ကို bar authentication မှမလိုဘဲနဲ့ဒီသူ့ရဲ့လမ်းကြောင်းလေးရိုက်လိုက်တာနဲ့အဲသွားလို့ရပါတယ်ပေါ့เนาะဆိုတော့ admin panel ရဲ့ရောက်တဲ့အခါမှာဒီ administrator အတိုင်းပဲအဲကျွန်တော်တို့လုပ်လို့ရတဲ့ဒီ function လေးတွေပေါ်လာတယ်ပေါ့เนาะအဲ့တော့သူလုပ်လို့ရတဲ့ function ကနေပြီးတော့အဲဒီ lab မှာပြောတဲ့အတိုင်းပဲ carlos ဆိုတဲ့ user လေးကို delete လုပ်ပေးလိုက်တယ်ဒါလေးပါပဲနော် โอเคအားလုံးပဲကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်အဲကျွန်တော်တို့ဗီဒီယိုလေးကိုကြိုင်းနေတတ်တယ်ဆိုရင်တော့ဒီ Facebook မှာလည်း Cyber Cross Page ကို like and follow လုပ်ထားလို့ရပါတယ် YouTube မှာလည်းအဲကျွန်တော်ရဲ့ Cyber Cross channel လေးကို subscribe လုပ်ထားလို့ရပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့